အားလုံးပဲမင်္ဂလာပါရှင်။24နာရီအတွင်းထူရှားတဲ့ပြည်ပင်းပြည်ပါစေဝင်စားဖွဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်။ကျမကတော့မြစ်တီကိုပါ။ငလေးလုံးမာကိုဘလူးမကြိုတင်မခံမနိုင်တာကြောင့်ကောလာဟာလာများကိုမေယုံမှုအတွက်တတိပိကျထုတ်ပြန်လိုက်တဲ့သတင်း။တတော်ကြောင့်တန်ရှင်းတမဘဝကနေနမည်ကြီးမော်တဲ့ဖြစ်ကိုရောက်ရှိလာတဲ့သတင်း။ဟောတော့ခဲ့မပင်မှုကြောင့်ထောက်စုမြတ်ဖြစ်ပွားခဲ့တဲ့သတင်း။ ွဲမဲ့ပြီးမှရှင်မိုင်းကိုနိုင်ပြီလို့တမမမရတဲ့ဒီအနေကိုပြနိုင်ခဲ့တယ်လို့အင်မွန်တွေပြောကြလိုက်တဲ့တဲ့ပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါဆွေးနွေးကြပွဲရတဲ့တဲ့လေးကိုတင်ဆက်ပေးသွားမှာပါအမဆုံးအနေနဲ့ပြည်ပင်းတဲ့ဘုတ်ကိုတင်ဆက်ပေးကြပါမယ်။ငလင်လုံးမာကိုဘလို့မကြိုတက်ခံမရနိုင်တာကြောင့်ကောလာဟာလာများကိုမယုံဖို့အတွက်ထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မြတ်တူကပေးပို့လာပါဗျ။ ငလင်းလှုပ်မာကိုလက်ရှိအချိန်ဒီကျူတင်ခံမှန်းတွက်ချက်နိုင်တဲ့နိုင်ငံပညာရှင်နဲ့ဤပညာရေးမရှိသေးတာကြောင့်လူမှုကွန်ရက်တွေပေါ်မှာပြန့်နှံ့နေတဲ့ဘယ်နည်းပဲအချိန်မှငလင်းလှုပ်မယ်ဆိုတဲ့ရေးသားပြောဆိုဖြစ်ဝမှုတွေကိုမယုံကြည်ကြဘူးမိုးလီဝတားနဲ့ဇလားဗေဒဦးစီဌာနကအတိပေးချက်ထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်းကြီးဟာအင်အားပြည့်ထန်ပြီးရောဘ ਹੁ ချက်နဲ့ဒိန်တာကြောင့်ယူလျားသားခဲ့တဲ့မိသားတွေကပုံမှန်တိုင်းရအောင်လှုပ်ဆောင်နေကြတဲ့ကြောင့်နောက်ဆက်တွဲငလင်းလှုပ်ခတ်နေတာဖြစ်တယ်လို့လည်းထုတ်မှန်ချက်ထဲမှာပါရှိခဲ့ပါဗျ။ ငလင်းဆိုတာဟာဘယ်နေရာမှာဘယ်ချိန်လောက်မယ်ဆိုတာကိုဒီနေ့ချိန်ဒီကဘာပေါ်မှာဘယ်နိုင်ငံမှာတိတိကျကျခံမှန်းနိုင်တာမျိုးမရှိသေးတဲ့တဘာဝဘေးမျိုးဖြစ်တာကြောင့်လူမျိုးကွယ်ရေးဒီပေါ်မှာ48နှစ်အတွင်း82နှစ်အတွင်းငလင်းလောက်မယ်ဆိုတဲ့ရေးသားဖော်ပြမှုမျိုးတွေမြင်တွေ့မယ်ဆိုရင်မေယုံကြည်တင်ကြောင်းနဲ့ငလင်းနဲ့ပတ်သက်ပြီးတော့ဘယ်နိုင်ငံဘယ်ပညာရှင်ကမှကျွတ်တင်ခံမှန်းနိုင်ခြင်းမရှိတာကြောင့်ပြည်သူတွေထိတ်တလန့်ဖြစ်အောင်ဆောင်ရွက်တာမျိုးဖြစ်တာကြောင့်ငလင်းနဲ့ပတ်သက်ပြီးတော့တိလို့တာတွေရှိရဲဆိုရင်ဖုန်းနံပါတ်3969 3111ရှောက်ကို3969 3111 ေ11နဲ့93တို့ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်းထုတ်မှတ်ချက်ထဲမှာပါရှိခဲ့ပါတယ်။ဒီနေ့ရဲ့ထူးခြားနိုင်ငံတကာတင်ဒပုတ်ကိုလည်းတင်ဆက်ပေးကြပါတယ်။တစ်တော့ကြောင့်တန်ရှင်တမဘွားကနေနမဲကြီးမော်ရယ်ပြည်ကိုရောက်ရှိသွားတယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းချမ်းဝါပေးပို့လာပါဗျ။ တတော်ပေါ်မှာအရှင်တို့အတွက်လူကြိုက်များခဲ့တာကြောင့်လမ်းပေါ်မှာတန်ရှင်းသမားလုံနေတဲ့ထိုင်းနိုင်ငံသူနိုဘီပါချစ်ဆွေမြေသမီးတို့ဟာနေချင်းညာချင်းနမဲကြီးမော်တဲ့ဖြစ်ကိုရောက်ရှိသွားခဲ့လို့သိရပါတယ်။နိုဘီပါချင်ဟာအသက်28နှစ်အရွယ်စင်ကယ်မှာတာတဲ့ဦးဖြစ်ပြီးဘန်ကောက်မြို့ကလမ်းဒီပေါ်မှာအမိုက်သိန်းတာနဲ့တန်ရှင်းလုပ်တာပဲလှူဆောင်ခဲ့တဲ့အမျိုးသမီးတို့ဖြစ်ပါတယ်။တန်ရှင်းလုပ်ငန်းတွေလှူဆောင်နေတဲ့သူမကိုရုရှားနိုင်ငံသားနမဲကြီးတပုတ်ဆရာတို့ဖြစ်တဲ့ဆီမရက်ရှီကော့ဖ်ကအမှတ်ရတဲ့တပြူမီယာကနေသူမရဲ့ဒူရှာတဘဝအလှကိုပေါ်လွင်စေတဲ့တပုတ်တရှူနဲ့ဗီဒီယိုဖိုင်တရှူကိုရိုက်ကူးခဲ့ပါတယ်။ဆီမရ တ်ရှိကောဖာနူဘီပါချစ်ကိုရဲဦးထားတဲ့ပုံနဲ့ဗီဒီယိုဖိုင်တွေကိုသူ့ရဲ့တော်တော်ချန်နယ်တွေပေါ်မှာတင်ရကနေထားနိုင်ငံသားတွေကြားမှာအချိန်တိုအတွင်းကြည့်ရှုသူတန်းနဲ့ရှိပြီးရှိတဲ့အချိန်မျိုးရောက်ရှိသွားခဲ့တာပါထိုင်းမီဒီယာတွေကလည်းနူဘီပါချစ်အကြောင်းကိုရှင်းလင်းနေပေါ်ပြခဲ့တာကြောင့်အချိန်တလကျော်အတွင်းမှာသူမဟာနမဲကျော်ကလကုံနေနဲ့တခြားထောက်ကုံတွေကိုကျန်တဲ့လက်ခံရကိုရတဲ့မော်ဒယ်ဖြစ်ကိုရောက်ရှိသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်ဆလာဘီထူရှာနိုင်ငံတကာတင်းတဲ့ပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ဖုံးတော့ခွင့်မပေးမှုကြောင့်ထောင်စုများဖြစ်ပွားခဲ့လို့သိရပါတယ်။ ဒီသတင်းကိုတော့ညင်းချန်ဝါပေးပို့လာတာပါ အတင်းသားတွေဘက်ကမိုဘိုင်းဖုန်းတွေကိုအချိန်ကန့်သတ်နဲ့တုံ့ပြန်ပေးဖို့အတွက်တောင်းဆိုတာကိုတာဝန်ရှိသူတွေဘက်ကမလိုက်ရောက်ခဲ့တာကြောင့်ပြည်သိနိုင်ငံတွေမှာထောင်စုမှုတွေပြပွားခဲ့လို့သိရပါတယ်။ပြည်သိနိုင်ငံတွေကမြို့ကြီးတစ်မြို့ဖြစ်တဲ့မာစီမြို့မှာရှိတဲ့အချင်းထောင်ပါဝဲတခြားမြို့ရှောင်းမြို့ကအချင်းထောင်တွေမှာထောင်စုမှုတွေပြပွားခဲ့တာဖြစ်ပါတယ်။အချင်းသားတွေကအချင်းထောင်ဧရိယာတွေမှာရှိတဲ့မော်တော်ဟိုင်တရှို့ကိုမီးတင်ရှို့ပြီးတော့တခြားနေရာတွေကိုပါမိကုဆက်လောင်ကြောင်ဖန်တီးပြီးတော့အခွင့်ရရရင်ထောင်ထဲရနေထွက်ပြေးဖို့အတွက်ကြိုးပမ်းခဲ့ကြ တယ်လို့သိရပါတယ်။ဒါအပြင်အကျဉ်းသားတရှိုးဟာမိလောင်နေတာကိုခွင့်ကောင်းယူပြီးလုံခြုံရေးဌာနကတနက်တွေကိုလူရက်ပြီးတော့တာဝန်ကျဝန်ထမ်းတွေကိုပြစ်ခတ်ကထောင်ထဲကနေထွက်ပြေးဖို့အတွက်လှုပ်ဆောင်ခဲ့ကြတယ်လို့ပြည်ထောင်တရားရဲ့ဝန်ကြီးရုံးကတင်းထုတ်ပြန်ခဲ့ပါတယ်။အခင်းပြည်စင်ဟာမိုဘိုင်းဖုန်းတုံးဆက်ခဲ့မရတာထက်အကြက်ဖက်ကျလို့နာမည်ဖြစ်တာကြောင့်ပါဝင်သူတွေကိုထိထိရောက်ရောက်အေးအေးယူဆောင်ရတော့မယ်လို့သိရပါတယ်။ခုနောက်ဆုံးတင်ဆက်ပေးချင်တာကတော့မြန်မာရှိရဲ့အားကားတဲ့တပုတ်ဝယ်ဖြစ်ပါတယ်။ ပွဲမပြီးမရှင်မန်ကိုနိုင်ပြီလို့တတ်မှတ်မရတဲ့ DNA တွေကိုပြနိုင်ခဲ့တယ်လို့အင်မိုရင်ပြောကြားလိုက်ပါတယ်ဒီသတင်းကိုတော့ငင်းချောင်းကပေးပို့လာပါတယ် မန်ယူနီပြအင်မိုရင်ကလိုင်ယွန်က9ခု4ခုနဲ့နိုင်ရခဲ့တဲ့ယူဘာလိကွာတာဖိုင်နဲ့ဒုတိယကြော့ပွဲစဉ်မှာအသင်းရဲ့ကမ္ဘာကျော် DNA တစ်ခုဖြစ်တဲ့ပွဲသိမ်းခရမုံမရှိမန်ယွန်အသင်းကိုနိုင်ပြီလို့တမန်မရတဲ့အသာချက်ကိုထုတ်ပြနိုင်ခဲ့လို့ဂုံယူရဲလို့ပြောကြားခဲ့ပါတယ်။တာမန်ပွဲစဉ်အတွင်းမှာ9ခုစီတည်ကြနေလို့အချိန်ပိုဆက်ကစားခဲ့ရမှာတယောက်ရောက်နေတဲ့လိုင်ယွန်အသင်းကဥစားကို9ခုသွင်းလိုက်တာကြောင့်မန်ယွန်အသင်းပြိုင်ပွဲကနေထွက်ရခြင်းမှာ3ခုပြန်သွင်းပြီးတော့အနိုင်ရခဲ့တာကြောင့်အင်မိုရင်ကမန်ယူရဲ့ကမ္ဘာကျော် DNA ကိုထုတ်ပြနိုင်ခဲ့တယ်လို့ ပြောကြခဲ့ရပါအိမ်မိုရင်ကသူက1999ခုနှစ်နေပြာစာအဲလက်ဖာကူစားကိုက်တွေ့စဉ်ကမန်ယူတင်ကချန်ပီယံလိဘိုလူပွဲမှာဘိုင်ယန်မြူးနစ်ကိုနာကျင်အချိန်ပို3မိနစ်မှာနှစ်ဂိုးသွင်းပြီးတော့ချန်ပီယံဆုယူခဲ့တဲ့အိမ်မိုကြောင့်ရကူထားတဲ့99ဆိုတဲ့မှတ်တမ်းရောက်ရှင်ကိုကြီးခဲ့ဘူးတလို့ မန်ယူအတင်းကိုပွဲမပြမရှိနိုင်ပြီလို့ဘယ်အတင်းကမှဆိတ်ရှလက်ရှာမတက်မရေကြတဲ့ DNA ကြောင့်ကိုသဘောကျခဲ့သူဖြစ်ခဲ့တာကြောင့်လာယွန်ကိုနာကျင်ချင်းဖို့တမိနစ်ပဲကြံချိန်မှာရှီပါကူနဲ့အနိုင်ကိုသွင်းနိုင်ခဲ့တာဟာမန်ယူရဲ့ကမ္ဘာကျော် DNA ကိုထုတ်ပြနိုင်ခဲ့တာဖြစ်တယ်လို့ပြောကြခဲ့လို့သိရပါတယ်အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာစစ်ရဲ့24နိုင်သတင်းတွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပြည်သူများအားလုံးတက်မှန်ရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။